ပေပေါင်း1300ကျော်တဲ့ကမ္ဘာအမြင့်ဆုံးတာဝါတစ်ခုဖြစ်တဲ့ Twin Tower နှစ်ခုကြားမှာကျိုးတန်းလန်းလျှောက်ခဲ့သူဒီနေ့ကျွန်တော်တို့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့တကယ်ဖြစ်ရမယ့်ဇာတ်ကားကဖြစ်တဲ့ပြင်သစ်ကောင်းငင်ကျိုးတန်းလန်းလျှောက်သမားတဦးဖြစ်တဲ့ Philip Bardi ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ The Walk ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာတော့ Philip အနေနဲ့1984ခုနှစ်မှာ Nemijor Twin Tower နှစ်ခုကြားထဲကနေကျိုးတန်းလန်းလျှောက်နိုင်ခဲ့ပုံကိုရိုက်ကူးပြသထားမှုကိုရှုစားကြရမှာဖြစ်ပါတယ်ဒီဖြစ်ဖြစ်တရား1983ခုနှစ်ပြင်သစ်နိုင်ငံမှာစတင်ခဲ့တာပါ အဓိကဆက်ဆောင်ကတော့ဖီလစ်ပါတီဆိုသူဖြစ်ပါတယ်။သူကအမြဲတမ်းဖျော်ဖြေသူတူဖြစ်ပြီးတော့သူ့ရဲ့တင်ဆက်မှုတွေဟာလည်းရင်သက်ရှူမောစရာကောင်းလုံးလို့လူတိုင်းကသဘောကျကြပါတယ်။ခွင့်ပြုချက်မရှိဘဲလူတွေအုံလာအောင်လုပ်လို့ဆိုပြီးတော့ရဲတွေကလည်းဖီလစ်ကိုလိုက်ဖမ်းလေးရှိပါတယ်။ဒါပေမဲ့သူကအမြဲတမ်းကြူရန်လမ်းလျှောက်တဲ့ပြောက်ွက်ကိုပြသဖို့ကြိုးစားနေသူလည်းဖြစ်ပါတယ်။သူကတင်ဆက်ပြီးတာနဲ့ပရိသတ်တွေကစူးချတဲ့စူရောင်ငွေလေးတွေကိုလက်ခံလေးရှိပါတယ်။ပရိသတ်တွေကတယောက်ကတကြားလုံးစင်မဟုတ်တဲ့အမှားလုံးကြီးကိုအုတ်တုတ်ထဲကိုထည့်ပေးလိုက်ပါတယ်။ ဖီလစ်ကတော့တင်ဆက်သူတူပီပီတကြားလုံးကိုလည်းသူကျွမ်းကျင်တဲ့စတမ်ပြကွက်တွေနဲ့လုပ်ပြပြီးတော့ကြိုက်ချလိုက်ပါတယ်။ဒါမဲ့သူကြိုက်လိုက်တာဟာတကြားလုံးအစ်မဟုတ်တာကြောင့်ဖီလစ်ရဲ့သွားရည်လည်းကျိုးကုန်ကြပါတယ်။ဒါနဲ့ဖီလစ်လည်းသွားစည်းကမ်းကိုပြေးရတော့တာပေါ့။ဒီနောက်မှာတော့သူ့လက်မရောက်သေးလို့မဂဇင်းစာအုပ်ဖတ်ရင်းနဲ့ထိုင်ဆောင်နေတော့မှာမြင်လိုက်ရတဲ့အရာတစ်ခုကြောင့်ဖီလစ်တယောက်စိတ်လှရှားသွားခဲ့ပါတယ်။စိတ်လှရှားလုံးတော့သူသွားရည်နာကျင်နေတာကိုတော့မှမေ့သွားခဲ့ပါတယ်။သူဖတ်နေတဲ့မဂဇင်းထဲမှာမျောစင်ညီနောင်လို့ခေါ်တဲ့ကမ္ဘာကုန်သွယ်ရေးစင်တာ Twin Tower World Trade Center ကြီးရဲ့ စောက်လုပ်နေပုံကိုပြသထားတာကိုဖတ်ရှုလိုက်ရလို့ပဲဖြစ်ပါတယ်။ဒီတာဝါကြီးဟာလက်ရှိချိန်မှာစောက်လုပ်နေဆဲဖြစ်ပြီးတော့ပြီးစီးသွားတဲ့ချိန်ကျရင်ကမ္ဘာမြေဆုံတာဝါကြီးတစ်ခုအဖြစ်မှတ်တမ်းဝင်မှာပဲဖြစ်ပါတယ်။ဖီလီယာဒါကိုမြင်လို့သဘောကျသွားခဲ့တော့မဂဇင်းကိုတော့အိမ်ကိုဖျဲပြီးတော့ယူသွားခဲ့ပါတယ်။သူကအဲ့ဒီမျိုးစင်ညီတော်နှစ်ခုကြားကိုစိတ်ကူးနဲ့ကြိုးတန်းကြည့်ရင်းနဲ့အဲ့ဒီပုံမှာလမ်းလျှောက်နိုင်ဖို့စိတ်ကူးရင်နေခဲ့ပါတယ်။ဒီနောက်မှာတော့ဖီလီဟာဂျိုးတန်းလမ်းလျှောက်ရတဲ့ကိစ္စကိုအရန်ယူသွတ်တာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ ်သူဘာလို့ဒါကိုအရန်ယူတော့ရတာလဲဆိုတာကိုတော့သူ့ရဲ့ငယ်ဘွားကိုပြန်လဲကြည့်ရှုရင်သိရမှာပါဖီလီတဲရှင်တွေရင်မာတော့ကသူတို့မျိုးကစက်ကပ်ပွဲတစ်ခုလည်းကိုခိုးဝင်သွားဖို့ပါတယ်အဲ့ဒီမှာလူတစ်ယောက်ကဂျိုဒန်လမ်းလျှောက်နေတာကိုသူ့ဘွားမှာပထမဆုံးအကြိမ်ဖြစ်မြင်တွေ့ခဲ့ရပါတယ်အဲ့ဒီလိုတင်းကအတွင်းမှာပဲဖီလီဟာလုံးဝကိုဆွဲလန်းသွားခဲ့တာပါစကားပွဲပြီးသွားတဲ့အထိကိုဖီလီဟာကြိုးတွေကိုငင်းနေမိပြီးတော့ဘလို့လုံးနိုင်မလဲဆိုတာကိုလည်းတွင်းနေခဲ့ပါတယ် ဒီနောက်မှာတော့သူလဲဒီလိုဂျိုဒန်လက်လျှောက်တာကိုလေ့ကျင့်မယ်ဆိုပြီးတော့ဖီလစ်ဟာတပင်းနှပင်ကြားထဲမှာဂျိုးငါးချောင်းကိုကြီးလိုက်ပါတယ်။ဒီတော့ဂျိုးတွေပေါ်မှာတက်ပြီးတော့လေ့ကျင့်ကတပြေးပြေးနဲ့ဂျိုးတစ်ချောင်းနဲ့ကြံတော့တဲ့အထိကိုဂျိုးတွေကိုဖယ်ရှားပစ်လာခဲ့ပါတယ်။ဒီနောက်မှာတော့သူရဲ့မဆုံးမနစ်စ조사မှုကြောင့်ဖီလစ်ဟာလည်းမကြခင်မှာပဲကျိုးတချောင်းတဲပေါ်မှာရှောက်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့ရမ်းမြန်မာလုံးတဲ့နေရာတွေမှာဆိုရင်တော့သူရှောက်နိုင်ပါမလားဆိုတာကိုဖီလစ်ဟာတွေးနေခဲ့ပါတယ်။ဒါကြောင့်သူကဆက်ကယုံတဲကိုခိုးဝင်ပြီးတော့လေ့ကျင့်ကြည့်ခဲ့ပါတယ်။ ဒါမှမဟုတ်သူစတော့မစားရသေးခင်မှာပဲလူကြီးတယောက်ကသူ့ကိုអော်ပြီးတော့ချက်ချင်းဆင်းခဲ့ဖို့ပြောပါတော့တယ်။ဒီလူကြီးရဲ့နာမည်ကပါပါရူတီဖြစ်ပြီးတော့ဇက်ကအဖွဲ့ရဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။အာယော့ဒေါ်ဖီလစ်ကသူ့ရဲ့အကွက်တွေကိုပါပါရူတီကိုပြလိုက်လို့ပါပါရူတီကလည်းထင်ကြီးသွားခဲ့ပါတယ်။ဒါကြောင့်ပါပါရူတီကဖီလစ်ကိုသူ့အိမ်ကိုဖိတ်ပြီးတော့သူ့အဖွဲ့မှာပါဝင်ခြင်းလားလို့မေးခဲ့ပါတယ်။ဖီလစ်က "तू ဟာပညာရှင်တယောက်ဖြစ်ပြီးတော့ဇက်ကလည်းကအဖွဲ့သားတယောက်မဟုတ်ဘူး"လို့စိတ်ကြီးဝင်ကပြောလိုက်ပြီးတော့ပါပါရူတီကလည်းဖီလစ်ကိုနေထုတ်လိုက်ပါတယ်။ မိဘတွေတားနေတဲ့ကြားကဖီလီဟာသူ့ရဲ့ဝါသနာကိုလုပ်ဖို့ဘာကူမှမစင်စားဘဲနဲ့အိမ်ကနေထွက်သွားခဲ့ပါတယ်။ဒီလိုကြောင့်ပဲဖီလီဟာပြင်သစ်ကိုရောက်ရှိလို့လာခဲ့ပါတယ်။ဒီနေ့ဖီလစ်ကတင်ဆက်ဖို့နေရာရှာနေချိန်မှာပဲကော်မလေးတယောက်ကဂီတာတီးပြီးတော့သချင်းဆိုနေတာကိုတွေ့လိုက်ရပါတယ်။ကော်မလေးနာမည်ကအန်လို့ခေါ်ပြီးတော့သူမသချင်းဆိုတာကိုအားပေးနေကြတဲ့ပရိသတ်တွေလည်းရှိပါတယ်။ဖီလစ်ကလည်းဒီနေရာမှာပဲသူ့ရဲ့ပြောဖို့ကောင်းတဲ့စတန်ပြကွက်တွေကိုလုပ်ပြတာကြောင့်အန်ရဲ့ပရိသတ်တွေကဖီလစ်စီကိုရောက်ကုန်ကြပါတယ်။ ါကြောင့်အန်းကလည်းရှင်းကြောင့်ကျမရဲ့ပြိသက်တွေမရှိတော့ဘူးလို့ဖီလစ်ကိုလာပြောခဲ့ပါတယ်။ဖီလစ်ကတော့သူဒီလိုမြည်ရဲချောင်းနဲ့သူကပြိသက်နည်းနည်းလောက်လိုချင်ရုံပါပဲလို့ပြောလိုက်ပါတယ်။စကားတွေပြောနေရင်လည်းမိုးရီရွာချလာတဲ့ခါမှာတော့ဖီလစ်ကအထီးကြီးကြီးနဲ့အန်းကိုလိုက်မိုးပေးရင်နဲ့သူနဲ့တကူကူလိုက်တောက်ပေးရင်အန်းနဲ့ဝေးဝေးမှနေမယ်လို့သဘောတူလိုက်ပါတယ်။ဒီနောက်မှာတော့ဖီလစ်ကသူဟာကမ္ဘာအမြင့်ဆုံးတာဝါပေါ်မှာကြိုးတန်းပြီးတော့လမ်းလျှောက်ချင်တာဖြစ်ကြောင်းသူ့ရဲ့အိမ်မက်ကိုပြောပြတယ်။ဒီလိုနဲ့သူတို့ကနီးဆက်လာရကနေချစ်သူတွေလည်းဖြစ်သွားကြပါတယ်။ အန်ဂါသူရဲ့လေ့ကျင့်တဲ့အမှုပညာအကြောင်းကိုဖီလစ်ကိုခေါ်သွားပြီးတော့လေ့ကျင့်စေခဲ့ပါတယ်ဖီလစ်လည်းတဖြည်းဖြည်းနဲ့မြင့်တဲ့နေရာတွေမှာရှောက်လာနိုင်ခဲ့ပါပြီဒီနေ့ဖီလစ်လေ့ကျင့်နေတဲ့နေရာကိုတပ်ပုံသမားတယောက်ဖြစ်တဲ့ဂျွန်လူးဝက်ဆိုသူရောက်လာပြီးတော့ဖီလစ်ကိုတပ်ပုံရိုက်ချင်ကြောင်းပြောပါတယ်ဖီလစ်ကလည်းရက်ကွင်ပြေးလိုက်ပြီးတော့သူအားမျောစင်ညီနောင်မှာလမ်းလျှောက်ချင်တာဖြစ်တယ်လို့လည်းပြောပြလိုက်ပါတယ်ဂျွန်လူးဝက်လည်းဖီလစ်ရဲ့ရည်ရွယ်ချက်ကြီးမားမှုကိုအရန်ကိုသဘောချသွားခဲ့ပါတယ်ဒီနောက်မှာတော့ဖီလစ်ကဂျွန်လူးဝက်အနေနဲ့သူ့ကိုကြိုက်တဲ့အချိန်တပ်ပုံရိုက်နိုင်ကြောင်းခွင့်ပြုပေးလိုက်ပါတယ် ိနောက်သူလေ့ကျင့်နေတဲ့ခြေထားတဲ့ဂျိုးကပြေးသွားလို့ဖီလစ်လည်းမြေပေါ်ကိုပြုတ်ချသွားခဲ့ပါတယ်။အိနောက်ဂျွန်ကနယူးယောက်ကမျိုးစင်မှာဖျော်ပြင်းနေတော့ဒီလိုသာဖြစ်သွားရင်တော့တခါတည်းဇသိမ်းသွားလိမ့်မယ်လို့တတိပေးနေခဲ့ပါတယ်။ဒါကြောင့်ဂျိုးချီနေအတွေ့အကြုံတွေကိုသိဖို့အတွက်ဖီလစ်ကဘာဘာရူတီစီကိုသွားခဲ့ပါတယ်။ပြီးတော့သူ့ကိုတင်တန်းကြီးတစ်ခုနဲ့လက်ခံပြီးတော့ဂျိုးရန်လမ်းလျှောက်တဲ့အတက်ပညာကိုလည်းသင်ပေးဖို့တပည့်ခံခဲ့ပါတယ်။ဘာဘာရူတီလည်းသဘောတူလိုက်ပြီးတော့ဖီလစ်ကိုအကုန်သင်ပေးတယ်။ဘာဘာရူတီသွားတဲ့ဆက်ကပွဲတန်းကိုလည်းဖီလစ်ကလိုက်ပြီးတော့အကူဝင်တဲ့အနေနဲ့လုပ်ပေးခဲ့ပါတယ်။ ဘာဘာရူဒီကသူ့ကိုတင်ဆက်ခွက်တော့မပေးသေးပါဘူး။ဒါမဲ့ပွဲပြီးသွားရင်တော့ကျိုးပေါ်မှာလေးချင်းဝင်ပေးပါရယ်။ဖီလစ်ကအရန်စီအားထက်တန်နေတာကိုသိလို့မျိုးလေးတစ်မျိုးမှလုံးမဲ့ပွဲမှာဖြောပြေးတင်ဆက်ခွက်ပေးလိုက်ပါရယ်။ဒါမဲ့ပထမဆုံးပွဲတွေ့ကြုံလည်းဖြစ်တယ်လို့ပဝင်းကျင်ကလည်းစိတ်နေပြီးတော့ခြေထဲမှာဖြောပြေးနေရတာဖြစ်တဲ့အတွက်ငါးပန်းသမားတွေကလည်းဖီလစ်ကိုဝိုင်းပြီးတော့အာယုံနောက်ကြတာကြောင့်ဖီလစ်ဟာအာယုံမဆူဆိုင်နိုင်တော့ဘဲနဲ့အန်ဂျူနိုဝစ်နဲ့ဘာဘာရူဒီတို့အပြင်ပွဲလာပရိသတ်တွေအားလုံးရှိမှပဲခြေထဲကိုဖြုတ်ချသွားခဲ့ပါရယ်။ ဖီလစ်ကတော့သူ့ရဲ့ကြာရှုံးမှုအတွက်မကျေနပ်တာကြောင့်ဆက်ပြီးကြိုးစားဖို့အတွက်နော်ဒိန်းလို့ခေါ်တဲ့ထာဝါကြားမှာလမ်းလျှောက်လေ့ကျင့်မှုစီစဉ်ခဲ့ပါတယ်။ဂျွန်လိုဝေးရဲ့အကူအညီမှုနဲ့ဖီလစ်ဟာအဲ့ဒီတာဝါရဲ့ခေါင်းမိုးထီကိုတတ်နိုင်ခဲ့ပြီးတော့ကြိုးတွေကိုတေချာချီနေခဲ့ပါတယ်။သူဟာမနစောစောထပြီးတော့နိုင်ငံသားခီးသွားတွေရှိမှဂျိုးရန်လမ်းလျှောက်မှုကိုအောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်။အားလုံးကဖီလစ်ကိုလည်းဝိုင်းပြီးတော့ချီးကျူးခဲ့ကြတာပေါ့။ဒါမဲ့ဒါဟာတရားဥပဒေနဲ့မညီတာကြောင့်ယေရီကဖီလစ်ကိုထိန်းသိမ်းသွားကြပါတယ်။ ဖီလီဘိုဝေဖန်ရေးသမားတွေကအယူလိုသတ်မှတ်ဝေဖန်ကြတဲ့စာတစောင်ကိုဖတ်နေရင်းကနေမျိုးစင်ကြီးတော်ကိုဆောက်လို့ပြီးစီးသွားပြီဆိုတဲ့စာအကြောင်းကိုသတင်းစာထဲမှာဖတ်လိုက်ရပါတယ်။ဒါကြောင့်ဖီလီဟာသူ့ဘွားရဲ့တလန်းကိုစတင်ရတော့မယ်လို့ဆုံးဖြတ်ကအန်နဲ့တူတူနယူးယောက်ကိုသွားပြီးတော့မျိုးစင်ကြီးတော်ကိုတေချာသွားကြည့်ခဲ့ပါတယ်။ဖီလီကမျိုးစင်ရှိကိုရောက်တဲ့အခါမှာတော့ဘာကြီးကမြင်မလုံးတာကြောင့်မဖြစ်နိုင်တော့ဘူးလို့တွေးပြီးတော့လန့်နေခဲ့ပါတယ်။ဒီနောက်မှာတော့သူလည်းဒက်လီကတစင်းကိုတွေးလို့ဘော်ဒတ်တီကိုတက်ပြီးတော့လိုက်သွားခဲ့ပါတယ်။ ဖိလိယာဘင်းနေဘောကနေရှောက်ကြည့်ပြီးတော့ဘလို့ခန်းစားရလဲဆိုတာကိုစူးစမ်းကြည့်နေခဲ့ပါတယ်။ဒါမဲ့လည်းလှုပ်ကြည့်လိုက်ချိန်မှာတော့သူတာကိုလှုပ်ကိုလုံးနိုင်တယ်လို့ခန်းစားလိုက်ရပါတယ်။ဒီနောက်မှာတော့သူဟာတေချာဆုံးဖြတ်ပြီးတော့ပြင်သက်ကိုပြန်လာစီစဉ်ပါတော့တယ်။အန်နဲ့လူးဝစ်ကတော့ဖိလိယာအတီးကဖွယ်သားတွေဖြစ်ဝိုင်းဝန်းကူညီခဲ့ကြပါတယ်။ဒါမဲ့လည်းဒီလောက်မြင့်တဲ့အမြင့်မှာဂျိုးတွေကိုမလုံနိုင်အောင်ဘလို့ချီနှောင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့သူတို့ဖြည့်ရှင်းရမယ့်ပြဿနာတော့ရှိနေပါသေးတယ်။ဘာဘာရူဒီကလည်းသူသီးသီးမြတ်အသေးချာတင်ပြအကြံပေးပါတယ်။ ။ဖီလစ်ကိုလည်းပါပါရူဒီကအသက်ကဂျိုးနဲ့ပြသဖို့အကြံပေးပါရယ်။ပါပါရူဒီကိုယ်တိုင်လည်းဂျိုးရန်လမ်းလျှောက်သမားဖြစ်တာကြောင့်ဂျိုးပေါ်ကနေပြုတ်ကျပြီးဒေတာကိုမမြင်ချင်ကြောင်းပြောခဲ့ပါရယ်။ဖီလစ်ကတော့အသက်ကဂျိုးသုံးတာဟာသူ့ရဲ့စူးစမ်းမှုကိုသူကိုယ်တိုင်မယုံကြည်သလိုဖြစ်စေတာမို့အသက်ကဂျိုးကိုမသုံးချင်ကြောင်းပြောပါရော်လေ။ပါပါရူဒီကတော့စိတ်ပူပြီးမဲ့ဖီလစ်ကသူ့ကိုတင်တန်းကြီးအဖြစ်ပေးထားတဲ့ငွေအားလုံးကိုဖီလစ်ကိုပြန်ပေးပြီးတော့တားနိုင်တဲ့ဘက်ကနေကူညီပေးခဲ့ပါတယ်။ဖီလစ်ကတော့အမျိုးစင်ပေါ်မှာကြုံတွေ့ရနိုင်တဲ့အနေထားတွေအတိုင်းလေ့ကျင့်နေခဲ့ပါတယ်။ ဒီနောက်မှာတော့ဂျွန်ရဲ့မိတ်ဆက်မှုကြောင့် Jack လို့ခေါ်တဲ့သင်္ချာပညာရှင်နဲ့ Feeling နဲ့တည်ကျွမ်းခွင့်ရခဲ့ပါတယ်။ Jack ကလိုအပ်တဲ့တွေ့ချက်မှုတွေကိုတွေ့ချက်ကူညီပေးမှလည်းဖြစ်ပါတယ်။ဂျွန်လိုကကတော့သူ့ရဲ့များပြည့်စွမ်းတဲ့တူတာဝါတစ်ခုနဲ့နောက်တစ်ခုကိုကျိုးတွယ်တန်းပေးမယ်လို့ပြောလိုက်ပါတယ်။အားလုံးကတော့ Feeling အတွက်အဆင်ပြေနေတော့မှာပဲ။ဒါကြောင့် Feeling က1948ခုနှစ်ဩဂုတ်လ6ရက်နေ့မှာတော့သူ့ရဲ့အိမ်မက်ဖြစ်တဲ့မျိုးစဉ်ညီတော်ကနေကြိုးတန်းပြီးတော့လမ်းလျှောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူအပြင်တက်ကနေနယူးယောက်ကိုပြန်လာခဲ့ပါတယ်။ ပြီးတော့အစာအုပ်အကြောင်းကိုလည်းတေချာသိဖို့လေ့လာပါတယ်။ဒီနောက်မှာတော့သူဟာရုပ်ဖြစ်ပြီးတော့လုံသမိုင်းအောင်ဟန်ဆောင်ကတင်းနဲ့သမ ्या အတိုင်းအတာတွေနဲ့ချက်လက်တွေကိုအကုန်လုံးစုဆောင်ခဲ့ပါတယ်။နေ့စဉ်နေ့တိုင်းလဲတာဝါကိုပုံစံမျိုးစုံနဲ့ရုပ်ဖြစ်ပြီးတော့လာခဲ့ပါတယ်။သူတို့အခြေကြီးဆုံးကတော့တာဝါနှစ်ခုကြားကအကွာဝေးတိကျပဲဖြစ်ပါတယ်။ဒါကြောင့်ပဲပြင်သစ်တဲ့နောက်ဟန်ဆောင်ပြီးတော့တာဝါရဲ့တာဝန်ရှိသူတွေကိုတာဝါနှစ်ခုကြားအကွာဝေးဖို့ပေါ်တင်သွားမိခဲ့ပါတယ်။အားလုံးကတော့အဆင်ပြေနေသေးပါပဲ။ ။ဒီနေ့မှာတော့ဖီလစ်ဟာအာကီတက်တယောက်လိုဟန်ဆောင်ပြီးသွားနေရင်းနဲ့တန်တချောင်းကိုတင်နေမိခဲ့ပါတယ်။ဒီနောက်မှာတော့ဖီလစ်ဟာလမ်းမလျှောက်နိုင်တာတောင်မှစူးစမ်းမှုကိုမရက်တမ်းမဲနဲ့တာဝါကိုသွားမြဲသွားနေခဲ့ပါတယ်။ဒါပေမဲ့လည်းဒီနေ့မှာတော့အဲ့ဒီတာဝါနှစ်ခုတဲကတစ်ခုမှာအလုံးလုံးနေတဲ့သူတယောက်ကဖီလစ်ဟာဂျိုဒန်လမ်းလျှောက်သမားဆိုတာကိုသိနေခဲ့ပါတယ်။သူကဒီတာဝါရဲ့89လောက်မှာအလုံးလုံးနေတာဖြစ်ကြောင်းလည်းသိရပါတယ်။ဖီလစ်ကဘယ်ရီရဲ့အကူအညီနဲ့လိုအပ်လာနိုင်တာကြောင့်ဘယ်ရီကိုထမင်းခေါ်ကြွေးရင်းနဲ့သူ့အစီအစဉ်ကိုပြောပြလိုက်ပါတယ်။ ်ဘရီလဲဖီလီရဲ့ဇယားထက်တန်နေမှုကိုတွေ့တာကြောင့်အကူအညီဖို့သဘောတူပေးလိုက်ပါတယ်ဖီလစ်တို့အခွဲအတွက်လိုအပ်နေတာကတော့စကားပြောဆက်တွေပဲဖြစ်ပါတယ်ဒါမှသူတို့ချင်းချင်းဆက်သွယ်လို့ရမှာပဲဖြစ်ပြီးတော့ယဲရီလည်းမသိအောင်တီးခြားဆက်သွယ်ရမှာပဲဖြစ်ပါတယ်ဒါကြောင့်ဂျမ်ဘီယာလို့ခေါ်သူကသူတို့အတွက်ဂျိုးနဲ့ချိန်ပြီးပြောရတဲ့စကားပြောဆက်တွေကိုလိုက်ပြပေးပါတယ်ဒါပြင်သူက ဖီလစ်ကိုလည်းကူညီနိုင်မဲ့လူနှစ်ယောက်ဖြစ်တဲ့အဲဘရန်နဲ့ဒေးဗစ်တို့ကိုမိတ်ဆက်ပေးပါတယ်ဒီလိုနဲ့ဖီလီရဲ့ကြိုးစားမှုကိုကောင်တယ်ဖော်မဲ့တရက်လိုကာလကိုရောက်ရှိလာခဲ့ပါပြီ သူအညာဘက်ကိုအိမ်မရတဲ့အထီတောင်မှဖြစ်နေခဲ့ပါပြီ။ဒီနောက်မှာတော့ဖီလီဟာစိတ်ပြေလက်ပြောက်အဖြစ်ဇပွဲတလုံးကိုတန်တွေရိုက်နေရင်းနဲ့သူကောင်းကိုသူပြန်ရိုက်နေတယ်လို့ထင်မဲ့ရလောက်အောင်စိတ်လိုရှားနေခဲ့ပါတယ်။နောက်နေ့မှာတော့ဖီလီနဲ့သူ့အဖွဲ့သားတွေဟာညှောစင်ညင်အောင်ရှိရာကိုထွက်လာကြပါပြီ။ဘယ်ရီယာကူညီကြောင်ပဲအေဗန်နဲ့ဂျွန်လူဝက်တို့ဟာလည်းပစ္စည်းတွေကိုတည်ပြီးတော့တာဝါတွေကိုဝင်လို့ရကြပါတယ်။ဂျွန်လူဝက်တို့ကမြောက်ဘက်တာဝါကိုဝင်ကြကဖီလီကတော့အန်းကိုနှုတ်ဆက်ပြီးတာနဲ့တောင်ဘက်တာဝါကိုလာခဲ့ပါတယ်။ တို့ကလို့သမားတွေဟန်ဆောင်ပြီးတော့အထက်၁၁၀အထိကိုတက်လာခဲ့ကြပါတယ်။ဒီနောက်မှာတော့တို့ကဖီလက်အတွက်လိုအပ်တဲ့ကြိုးတွေချနေတော့မှာပဲအဆောင်တွေရောက်လာတဲ့အတန်ကိုကြားလိုက်ရပါတယ်။တို့ဖွဲတဲ့ကဒေးဗစ်ကတော့ဖန်ခံရမှာကြောက်လို့တကြိုးတွေကိုပြီးသွားခဲ့ပါတယ်။ဒါမဲ့လေဖီလက်နဲ့ဂျက်တို့ကတွေးတဲ့ပြင်ကြီးတဲ့ကိုဝင်ပုန်းလိုက်တာမှာဒက်လီကအတွက်ဖောက်ထားတဲ့အပေါက်ကြီးဖြစ်နေတာကိုဘွားကနေတွေးလိုက်ရလို့အသက်ဘေးကနေတည်တည်လေးလွတ်သွားခဲ့ပါတယ်။တို့ကအဆောင်တွေထွက်သွားချိန်အထိကိုစောင့်နေပြီးတော့အဆောင်တွေထွက်သွားမှပဲပြန်ထွက်လာရဲကြပါတယ်။ ဒီနောက်မှာတော့ဖီလစ်ဟာနိုင်ပေါင်းများစွာပုံနေတုန်းကဆိုရင်သူ့အဖို့ချက်ပြုတ်ကြပြီးတည်သွားတယ်လို့တောင် စိတ်တွေလှုပ်ရှားကကြောင်ကရန်ဖြစ်နေခဲ့ပါတယ်။သူဘလောက်တောင်ထိတ်လန့်နေလဲဆိုတာကိုကျွန်တော်တို့မြင်နိုင်မှာဖြစ်ပါတယ်။နောက်ဆုံးမှာတော့သူတို့လဲကျိုးပွေကြီးတွေကိုတည်ပြီးတော့ခေါင်းမိုးတက်ကိုတက်လာနိုင်ကြပါတယ်။ခေါင်းမိုးဘောက်ကိုရောက်တော့ဟိုဘက်တာဝါကဂျွန်လူဘက်ကိုမြှားပစ်ပြီးတော့ဆက်သွယ်ရေးကျိုးကိုတက်ဖို့အချက်ပြပေးလိုက်ပါတယ်။ဂျွန်ကဟိုဘက်တာဝါဘောက်ကနေမြှားကိုပစ်လိုက်နိုင်ပေမဲ့ပေါင်မိုက်နေတာကြောင့်ဖီလစ်လဲစမ်းပြီးတော့ရှာနေရပါတယ်။ ဒါမဲ့လည်းများလေးကပြုံးမကြသွားခင်မှာတော့ဖီလစ်ကများကိုယူလိုက်နိုင်ခဲ့ပါတယ်။များနဲ့တွဲပြီးပါလာတဲ့ဆက်သွယ်ရေးဂျိုးနဲ့သူတို့ချင်းချင်းဆက်သွယ်လို့ရအောင်အရင်တက်ဆင်ကြပါတယ်။အချိန်ကလည်းတပြေးပြေးနဲ့မနဲ့လေးမိုင်းကိုရောက်လာကြပါပြီ။သူတို့ကတော့ပြင်ဆင်နေတုန်းပါပဲ။ဟိုဘက်တာဝါကအဲဘက်ကလည်းဖမ်းခံရမှာကြောက်လို့ထွက်ပြေးသွားပြန်ပါလေ။ဖီလစ်ကတော့ဘာပဲဖြစ်ဖြစ်ရအောင်လှုပ်ဖို့စိတ်ပိုင်းဖြတ်ပြီးသားပါ။ဒါမဲ့လည်းသူ့ကိုဂျွန်လူဝေကအကောင်းဆုံးကူညီပြီးတော့ပြင်ဆင်ပေးနေခဲ့ပါတယ်။အောက်ကနေလည်းဖီလစ်ရဲ့ကောင်မလေးအန်းကလည်းကြည်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲထူးဆန်းတဲ့လူတယောက်ကခေါင်းမုတ်တက်ကိုတက်လာပါတယ်။ပြီးတော့ဖီလစ်ကိုအားပေးတဲ့အနေနဲ့ကောင်းငိမ့်ပြကပြန်ဆင်းသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဖီလစ်ပြန်ပြောပြချက်အရတော့အဲဒီလူကဘသူမှန်းလဲမသိဘဲနဲ့ပြန်လဲမတွေ့ရတော့ဘူးဆိုတာပါပဲ။ဖီလစ်ကတော့ဒူထူးဆန်းတယောက်လိုပဲနံမြီပေးလိုက်ပါတယ်။အားလုံးစင်နဲ့ပြင်ဆင်ပြီးချိန်မှာတော့ဖီလစ်တယောက်သူဝဲဖို့တဲ့ဝက်စားတွေထုတ်နေပါတယ်။ဒါမဲ့လည်းလက်တုံနေတာကြောင့်ဝက်စားတွေဟာပြဲကုန်ကြပါတယ်။ဖီလီယားလည်းတေချာပြင်ဆင်ထားပြီးမှအစင်မပြေဖြစ်ရတာကြောင့်ဒေါသတွေအများကိုထွက်နေခဲ့ပါတယ် သူ့ဘဝအတွက်ရေးကြီးတဲ့အချိန်မှာမှလွဲသွားတာကြောင့်ဆက်မလုပ်ချင်တော့လောက်အောင်ကိုစိတ်ပြက်သွားခဲ့ပါတယ်။ဒါမဲ့လည်းဖီလစ်ဟာသူ့ကိုကူညီပေးနေတဲ့အဖွဲ့သားတွေရဲ့မျက်နှာကိုထောက်ထားပြီးတော့ဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တပြေးပြေးနဲ့မနက်ခင်းလင်းအောင်ထွက်လာချိန်မှာပဲဖီလစ်ဟာလည်းသူ့ရဲ့ဟန်ချက်ထိန်းတဲ့တုတ်တန်ကြီးကိုကန်ပြီးတော့ကျူးတန်းပေါ်ကိုစတင်နှင်းလျှောက်ခဲ့ပါတော့တယ်။အရှိကိုတလန်းလန်းလိုက်တိုင်းမှာလည်းဖီလစ်ဟာသူ့ရဲ့အိမ်မက်တွေအောင်မြင်တော့မယ်ဆိုတာကိုခံစားမိနေခဲ့ပါတယ်။တကယ်ချင်းနေတဲ့ခြေသူဖြစ်သူအန်ကတော့တခြားသူတွေမြင်အောင်ပြပေးနေကြပါတယ်။ ဂျိုဒန်ရဲ့အလဲကိုရောက်တော့ဖီလီယာယုံကြည်မှုရှိသွားပြီးဖြစ်ပြီးတော့ရေတောင်ရေနိုင်နေခဲ့ပါပြီ။နောက်ဆုံးမှာတော့ဖီလီယာတောင်ဘက်ကတာဝါကနေမြောက်ဘက်ကတာဝါကိုအရောက်သွားနိုင်တယ်လို့သူ့ရဲ့စီစဉ်အောင်မြင်သွားခဲ့ပါပြီ။ဒါမဲ့လည်းဖီလီယာမကြည်နဲ့တလို့ခံစားနေရပါတယ်။သူဟာတောင်ဘက်တာဝါဘက်ကိုပြန်သွားခြင်းနဲ့စိတ်တွေလည်းဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ပဲသူဟာတောင်ဘက်တာဝါဘက်ကိုပြန်လျှောက်သွားခဲ့ပါတယ်။သူဟာဒီဒီကံမှာတော့အကျိုးပေါ်မှာဒူးထောက်ချလိုက်ပါတယ်။သူတောင်ဘက်တာဝါကိုရောက်ခါနေမှာတော့သူ့ကိုဖမ်းဖို့အတွက်ရဲရာရှိနှစ်ယောက်ကလည်းစောင့်နေကြပါပြီ။ ဖီလီကတော့အဆုံးထိမလျှောက်ဘဲနဲ့မြောက်ဘက်တာဝါကိုပြန်လည်သွားခဲ့ပါတယ်။အဲဒီနောက်ဖီလီဟာဘောကနေပရိသတ်တွေကိုလှမ်းကြည့်ကအရာအားလုံးကိုခန်းစားနေခဲ့ပါတယ်။တာဝါတစ်ခုလုံးမှလည်းရဲသားတွေကရောက်ရှိလို့နေခဲ့ပါပြီ။ဖီလီဟာလည်းရဲသားတွေကိုဂယူမဆိုင်ဘဲနဲ့ဂျိုးရန်ပေါ်မှာပဲခောက်တော့ခောက်ပြန်ကိုရှောင်းနေခဲ့ပါတယ်။ရဲတွေကဖီလီကိုဂျိုးဘောကနေပြန်တက်လာဖို့ခေါ်နေခဲ့ပေမဲ့လည်းဖီလီကတော့ရတ်တန့်ဖို့အစီအစဉ်မရှိခဲ့ပုံမှာပဲ။ဒီနောက်မှာတော့သူဟာဂျိုးပေါ်မှာအသေးရစရာပြောက်ွက်တွေများကြီးကိုလှုပ်ပြနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ရဟယင်းနဲ့တော့ဖီလစ်ကိုလာတားရပါတယ်။ဒီရောမှာပဲဖီလစ်ဟာတောင်ဘက်တာဝါကိုပြန်တက်သွားပြီးတော့သူ့ရဲ့ပြောက်ဘက်ကိုဆုံးသက်လိုက်ပါတယ်။ဘိသက်ထောင်ပေါင်းများစွာလည်းဖီလစ်ကိုချီးကျူးထောပနာပြုကြပါတယ်။တာဝါကလူတွေကလည်းဖီလစ်ကိုဂုဏ်ပြုကြပါတယ်။ယရီတောင်မှာသူ့ကိုဖမ်းရပေမဲ့လည်းချီးကျူးနေကြပါတယ်။ကမ္ဘာမြေဆုံးတာဝါဖြစ်တဲ့မျိုးစင်ညီတော်ပေါ်မှာလမ်းလျှောက်နိုင်ခဲ့တဲ့ဖီလစ်ရဲ့တဲ့င်းဟာလည်းနိုင်ငံတကာကိုပြန့်နှံ့သွားခဲ့ပါတယ်။ဘာဘာရူတီလည်းဒီတဲ့င်းကိုကြားပြီးတဲ့နောက်မှာတော့ပျော်လွန်းလို့မြေရီတောင်ကြာလာခဲ့ပါတယ်။ ဖိလစ်ကိုရတက်ဖွဲ့ကထိန်းသိမ်းပြီးပြန်လွတ်ပြီးတဲ့နောက်မှာတော့ဖိလစ်ဟာသူ့ကိုရုံကြည်ကြည်နဲ့အကူအညီပေးခဲ့ကြတဲ့ခွဲသားတွေကိုကျေးဇူးတင်စကားပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့ဖိလစ်ရဲ့ကောင်မလေးအန်ဟာလည်းပြင်သစ်ကိုပြန်သွားသလိုဖိလစ်ကလည်းတာဝါရန်ရဲ့ခေါမိုးတက်ဘော့ကိုတသက်တာအခမဲ့တယောက်နိုင်ခွင့်ကိုပေးရခံခဲ့ရပါတယ်။ဖိလစ်ဟာလည်းဒီတာဝါဘော့ကိုသူ့အသက်ရှင်စဉ်ကာလမှာအကျဉ်းမောင်းများစွာလာလည်ခဲ့တယ်လို့သိရပါတယ်။ဒီမှာတွင်မဲအန်ပွဲလူသားတအုပ်ဖြစ်တဲ့ကောင်းငင်ဂျိုဒန်လမ်းလျှောက်ပညာရှင်ဖိလစ်ရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးလည်းပြီးဆုံးသွားခဲ့ပါပြီ။ ဘဝမှာမဖြစ်နိုင်တာဆိုတာမရှိဘူးဆိုတာကိုထပ်မံသတိပေးစေလိုတဲ့စေရီနာလေးနဲ့တင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဇုံဒီနားဆင်ပေးကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။